်စွာဘုရားလက်ထက်ကအလွန်တရာမှလိမ္မာရေးချာရှိတယ်။ကျင့်ဝတ်ပฏิပတ်နဲ့ပြည့်စုံတဲ့တာနုတာမတိဆိုတာရှိတယ်။အဲ့ဒီကိုရင်ကငငယ်လေးတွေကစသာသနာ့ဘောင်ကိုရောက်လာတာ။ဆရာဦးပဇေရီရဲ့အပေါ်မှာလည်းပဲအလွန်တရာမှသူကဝကြီးဝင်းငယ်ကိုပြည့်စုံစေတယ်။အထူးသဖြင့်သူ့ရဲ့အည်သွေးကမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာကြီးတွေကိုကျွမ်းကျွမ်းကျင်ကျင်ရအောင်ကြက်မှတ်ပြီးတော့ တရားဟောပြနိုင်စွမ်းတတိရှိတဲ့အည်သွေးဟာသူ့ရဲ့ထူခြားချက်ပေါ့အဲ့တော့သူ့ရဲ့အည်သွေးကိုမြင်လို့သူ့ရဲ့ဥပေဇေဆရာတွေယဟန်တော်တွေကလာပြည်လာကိုတတင်းနေရောက်ပြီဆိုလို့ရှိရင်အဲ့ဒီကိုရင်ကိုတရားဟောခိုင်းတာအဲ့ဒါကိုရင်ကသူကြက်မှတ်ထားတဲ့ပါဠိတော်ဒေသနာကြီးတွေကိုရွတ်ဆိုပြီးတော့ရဲရဲတင်တင်ရဲရဲဝံ့ဝံ့တရားဟောရဲတဲ့လူတွေကလည်းအရင်သဘောကျကြတယ်အထူးသဖြင့်ဒီကိုရင်ဟောတဲ့တရားကို လူတွေတွေမကောက်ဘူး net တွေပါနာတာတောင်ရှိတယ်တဲ့ဒါကြောင့်တရားဟောပြီးလို့ကုသိုလ်ကောင်းမှုကိုအမြတ်တမ်းပေးဝေဖို့ဆိုလို့ရှိရင် net တွေကလည်းတာတို့ခေါ်ရတယ်ပေါ့အဲ့လို net တွေတာတို့ခေါ်ရတဲ့အထဲမှာဟိုလူတွေမသိနိုင်တဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ဒီကိုရင်ရဲ့အရင်ဘဝကမေတော်ဟောင်းကဘီလူမဖြစ်နေတာရှိတယ်။အဲ့ဒီဘီလူမကအဲ့ဒီနတ်တို့ရဲ့လောကမှာတာနုမေတော်ဆိုတဲ့နာမည်နဲ့သူကမျက်နှာရတယ် နောက်လက်တွေကအမြင့်တရားနာရင်းနဲ့ဒီကိုရင်လေးကနောက်ဒီဘီလူမရဲ့အရင်ဘွားတုန်းကတားတော်ခဲ့တာဟုတ်လားဒါကြောင့်မလို့ဒီဘီလူမကသူကသွားလျာမှာမျက်နှာပွင့်ကိုရင်ရဲ့မေတော်ဟောင်းဆိုပြီးတော့အဲဒါကြောင့်မလို့ဒီဘီလူမကလည်းဒီကိုရင်ကိုအမြဲတမ်းစောင့်ရှောက်တယ်ကိုရင်ကဒါတွေကိုမသိပါဘူးသူ့တို့ဒါကနောက်ွယ်မှာဖြစ်နေတဲ့ကိစ္စအဲ့ဒါနဲ့ကိုရင်ကအသက်အရွယ်ရလာလို့နောက်၁၈နှစ်၁၉နှစ်အရွယ်ရောက်လာတဲ့အခါမှာကိုရင်ကစိတ်ကဖောက်ပြန်လာတယ် စိတ်ဖောက်ပြန်လာတယ်ဆိုတာဘာပြောတာအောင်ဆိုတော့သာသနာ့ဘောင်မှာမနေချင်တော့ဘူးလူထွက်ချင်လာတယ်ဘလို့မှသူ့စိတ်ကိုတားဆီးလို့မရဘူးနှိပ်ကွလို့မရဘူးသူလည်းပဲတရားဒေသနာတွေကိုအများကြီးသိထားတယ်လူတယောက်ပဲသို့တော်လည်းပဲဒီလူထွက်ချင်တဲ့စိတ်ကိုသူဘလို့မှမနိုင်ဘူးအဲ့ဒါနဲ့သူအိမ်ပြန်သွားတယ်အရောက်ပြီဆိုတော့ခေါင်းကြီးငိုက်ဆိုင်ချပြီးတော့မိကကိုရင်ဘာဖြစ်လို့လာတာတော့ခါတိုင်းလာလို့ရှိရင်ကိုရင်ရဲ့နောက်မှာ ယဟန်နေရောကိုရင်နေရောအများကြီးပါတယ်ဒီကနေ့တော့အိမ်ကိုလာတာတပါးတည်းပါလားဘာဖြစ်လို့လာတာတော့အဲ့တော့ကိုရင်ကလည်းမပြောမဖြစ်မတိမမီမေတော်ကြီးငါတော့သာသနာပေါ်မှာမပြောတော့ဘူးဒါကြောင့်ငါအတွက်အိမ်ကြီးနဲ့ပစိုးတာယူခဲ့တော့ငါလှုပ်ထွက်တော့မယ်အဲ့ဒါလိုလဲပြောလိုက်ရောမေတော်ကြီးကဘလို့မှမျောလင့်ထားတဲ့စကားမဟုတ်တဲ့အတွက်ကြောင့်အယံအံ့ဩသွားတယ်ကိုရင်ဘာဖြစ်လို့လှုပ်ထွက်ချင်တာလဲလူမထွက်ပါနဲ့လူဘွားဆိုတာလွယ်တာမဟုတ်အမျိုးမျိုးကိုရင်ကိုနားချတယ်ဘလို့မှကိုရင်ကနားချလို့မရဘူး အဲ့ဒါနဲ့မေတော်ကြီးကကိုင်းဒီလောက်တောင်လူထွက်ချင်နေတယ်ဆိုရင်လည်းပဲမတက်နိုင်ဘူးဒါပေမဲ့ကိုရင်ရာဂုကလေးတော့တောက်လိုက်ပါဦးရာဂုတောက်ပြီးလို့ရှိရင်ကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်ပြီးတော့ကပ်ပါမယ်အဲ့ဒီစွန်းကလေးစားပြီးတော့မှပဲအစိုးနဲ့အင်ကြီးကိုပေးပါမယ်စွန်းကလေးတော့နောက်ဆုံးတက်တဲ့အနေနဲ့စားသွားပါအောင်ဆိုပြီးတော့မေတော်ကြီးကနော်ဒီကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက် အဲ့ဒါကိုရင်ကရာကုတောက်ပြီးတော့မေတော်ကြီးဆုံချက်တာကိုစောင့်အဲ့ဒါမေတော်ကြီးကစံဒီပါလေးဆေးပြီးတော့ဆွန်အိုးလေးတင်းနေအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ကိုရင်ရဲ့တရားတန်ကြောင့်တာဓုခေါ်ခွင့်ရလို့မျက်နှာပွင့်နေတယ်မေတော်ဟောင်းဘလူးမရှိတယ်အဲ့ဒီဘလူးမကငါကိုရင်ဖယ်ရောက်နေတော့သူကအမြဲတမ်းစောင့်ကြည့်နေတဲ့သဘောရှိတာ哦အဲ့ဒါနဲ့တွေ့တယ်ဩအိမ်ရောက်နေတယ်လူထွက်ချင်းလို့မအေးကိုနော်မစိုးအင်ကြီးတောင်းနေတာပဲဒါကိုသိတော့ဒီအခွင့်ကိုငါမပေးဘူး အပြီးတော့နှောက်ရက်ပဲပေါ့အဲ့ဒါနဲ့ဘီလူမကရောက်လာပြီးတော့ကိုရင်ကိုဝင်ပူးတယ်ဘာလုပ်ထားလဲဆိုတော့မျက်နာကိုနောက်ပြန်လှည့်အောင်လှည့်ထားတယ်တဲ့အစက်ကအပြုတ်တစ်စီကြီးထွက်အောင်လှုပ်တယ်အဲ့ဒါဝူဝါနဲ့ကိုရင်ကကရင်ပေါ်ကနေပြီးတော့လိမ့်ကြအောင်အဲ့ဒီအချိန်မှာကိုရင်ကသူ့စိတ်နဲ့သူ့ကိုမရှိတော့အဲ့လိုအတန်တီးကြတဲ့အခါကျတော့မေတော်ကြီးကဆွန့်ချက်ရင်းနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့ကိုရင်တီရောက်လာတယ် ရောက်လာတဲ့အခါကျတော့ကိုရင်ကဝူဝါဖြစ်နေတော့ဩဒါဟာတစုံတယောက်ကဝင်ပြီးတော့နှိပ်စက်နေတာပဲဆိုတော့ तू သိတယ်အဲ့ဒါနဲ့ तू ကဘယ်လိုပြောလဲဆိုတော့တီလာနဲ့ပြည်စုံတဲ့ပုံပေါ်တွေကိုဘီလူတွေကမကစားကြဘူးလို့ငါရန်နာရှင်မြတ်တရဲ့ထံကနေအဲ့ဒီစကားကိုကြားဖို့တယ်ပေါ့ခုငါရဲ့သားဟာကိုချင်းတီလာနဲ့ပြည်စုံမှလည်းကနေဘီလူတွေကဘာဖြစ်လို့လာပြီးတော့ငါသားနဲ့လာကစားကြတာတော့အဲ့လိုမျိုး तू ကရွှေစုံမြည်တမ်းကိုကျွေးတာပေါ့ အဲ့ဒီအချိန်မှာဘီလူးမှာပါဟုတ်တယ်တဲ့ရဟန္တာရှင်မြတ်ကြီးပြောတယ်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုဘီလူးတွေကမကစားကြဘူးဆိုတာမှန်တယ်ဒါပေမဲ့အခုဒီတင့်ရဲ့သားကလူထွက်မယ်ဆိုပြီးတော့တင့်စီကိုရောက်လာတာအဲ့ဒါကိုငါဘီလူးမှခွင့်ပေးနိုင်ဘူးပြောပြလိုက်တဲ့တင့်ရဲ့သားတတိယလာလို့ရှင်ပြောပြလိုက်တကယ်လို့လူသားထွက်မယ်ဆိုလို့ရှင်ငှက်လို့အတောင်နဲ့ပြန်နေတော့လည်းပဲမလွတ်เสียရဘူးငါလိုက်ပြီးတော့ဒုက္ခပေးမယ်လို့ချင်းချောက်တာပေါ့နော်အဲ့လိုပြောပြီးတော့ဘီလူးမှကခွာသွားတယ် အဲ့ဒါခဏနေတော့ကိုရင်ကသတိရတယ်ဘေးကလူတွေကလည်းဝိုင်းအောင်ကြည့်နေကြတာပေါ့အင်းနီနာချင်းတွေပါလေမေတော်ကြီးကလည်းသူ့ရှင်မမျက်ရည်ဆက်လက်နဲ့ငိုနေတာတွေ့တယ်ပြီးတော့ကိုရင်ကသူ့ကိုဘလူးပူးလို့မေတော်ကြီးငိုနေတာလို့မသိဘူးသူ့ကိုဘလူးပူးသွားတယ်ဆိုတာလည်းသူမသိဘူးအဲ့ဒါနဲ့သူကဘာပြောလို့ဆိုတော့အမေဘာပူးလို့ငိုတာလို့နဲ့လောကမှာငိုတယ်ဆိုတာကိုချစ်တဲ့ခင်တဲ့လူတွေသေးသွားရင်လည်းငိုကြတယ်အသက်ရှင်လျက်နဲ့ပျောက်သွားတယ်ဆိုရင်လည်းငိုကြတယ် အခုသားဖြစ်တဲ့လူကသေးသွားတာလည်းမဟုတ်ပျောက်သွားတာလည်းမဟုတ်အမိရှိတယ်ဒီမှာငုတ်တုတ်ထိုင်နေတာရှိတယ်ဘာလို့ငေါ်တာတော့အဲ့လိုမျိုးပြောတဲ့အခါကျတော့မအေးဖြစ်တဲ့လူပြန်ပြောတဲ့စကားကထော်စိတ်ဝင်စားတယ်အကောင်းမတန်ဝါပုတ္တရောတိတိယောဝါဇီဝနတိတ္တိယောစာကာမေစာစိတ်တဝါနာပုဏ္ဏရာကိစ္စတိအိဒါတန်ဝါပိပုတ္တရောတန်တိပုဏ္ဏဇီဝမတောဟိတောတယ်အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ ပုဒ္ဒါ चित्त ာတဲ့မတန်ဝါသေသောသူကိုမူလျောတန်တီငိုကြွေးကြကုန်၏ရောအကျဉ်သူသည်ဇီဝအသက်ရှင်လျက်နတ်ဒိတ်တန်တီမထင်တန်ဝါထိုသူကိုမူလျောတန်တီငိုကြွေးကြကုန်၏လူသေးသွားရင်လည်းလူတွေဟာငိုကြတယ်ပေါ့အသက်ရှင်နေနဲ့ပျောက်သွားတယ်ဆိုရင်လည်းငိုကြတယ်တဲ့ပုဒ္ဒါ चित्त ာရောစာအကျဉ်သူသည်ကကာမိတ်ကာမဂုဏ်တို့ကိုစားစိတ်တော်ဟာဆွံ့၍ပုဏ္ဏတပံဣဒာဣလူဘောင်တို့အာဂိစတိလေ၍လာပြီ၏တဲ့လူလောကကြီးကိုဆွံ့ပြီးတော့ယဟန်ပြူသွားတယ်ကိုရင်ဝတ်သွားတယ် အဲ့လိုွှန့်သွားပါပြီးပါလျှက်မှာပြီးရင်ပြန်ပြီးတော့လူလောကကြီးကိုပြန်ရောက်လာတယ်ပေါ့ဆိုလိုတာကပုဒ္ဒချေတာတံပိထိုသူကိုမူလီရောဒန်တီငိုကြွေးကြကုန်ဤတဲ့ယဟန်ပေါင်းရောက်ပြီးတော့မှသာသနာပေါင်းရောက်ပြီးတော့မှလူပေါင်းကိုပြန်ပြီးတော့ရှော့ကြလာတယ်လဲကြလာတယ်ဆိုအဲ့ဒီလိုကလည်းမလုပ်ကြတော့ငိုကြတယ်တဲ့ဘာဖြစ်လို့တုံးဆိုတော့တဲ့တောထိုသူသည်ပုဏ္ဏတပံဇီဝံအသက်ရှိလေမတော်သေးသောသူမြည်ဤဟောအဲ့ဒီလူဟာလဲတည်တဲ့လူနဲ့အတူတူပဲလို့ပြောလိုက်တာ ဟုတ်လားသာသနာ့ဘောင်ရောက်ပြီးတော့မှလူဘောပြန်ရောက်လာတယ်ဆိုတာရှင်လျက်နဲ့ပြန်ပြီးတော့သေသွားတဲ့လူနဲ့အတူတူပဲလို့ပြောတာအဲ့လိုပြောတော့ကိုရင်ကနားထောင်နေတယ်ပေါ့နော်မေအေးပြောတဲ့စကားကိုနားထောင်နေတယ်အဲ့ဒါနဲ့မေအေးကြီးကသူ့ရင်ထဲမှာရှိတဲ့ခံစားချက်တွေပေါ့နော်သားကိုပြောတာကုကုလာဥပဒောတာတာကုကုလာပတိတုမိတ်စတိတာတာ चित्त သာမတိတွန်တ चित्त သာတိ ကိုကုလပြာဘူးမှဥပဒေထုတ်ဆောင်အပြည့်ဒီဖြစ်လေကိုကုလပြာဘူးတို့ပဋိတုံကြာခြင်းကအိသတိအလိုရှိပြန်ပြီဟောပြာဘူးတဲကနေထွက်သွားပြီးတော့ပြာဘူးတဲကိုဘာဘူးလို့ပြန်ပြီးတော့ဆင်းကျင်ရတာတုံးလို့ပြောတာနောက်လူလောကဆိုတာပြာဘူးတော်ကြီးလို့ပြောလိုက်တဲ့သဘောပါပဲဟုတ်လားတာတာ चित တာတမတိတွန်းတင်သည်နရကငရဲပြည်မှာဥပဒေထုတ်ဆောင်အပြည့်ဒီဖြစ်လေနရကငရဲပြည်တို့ပဋိတုံကြာခြင်းကအိသတိအလိုရှိပြန်ပြီဟောလူဝါဘာနဲ့ ပါနဲ့ဥမာပေးတာငရဲပြီတော့ဥမာပေးတာနော်ဟုတ်လားငရဲပြီကနေလွတ်ပြီးတော့မှငရဲပြီကိုပြန်ရောက်လာတဲ့လူလိုပဲလို့သူကအဲ့လိုပြောတာနော်ပြာဘူးတဲကလွတ်ပြီးတော့ပြာဘူးတဲကိုပြန်ရောက်လာတယ်ငရဲပြီကလွတ်ပြီးတော့ငရဲပြီကိုပြန်ရောက်လာတယ်ဒါကြောင့်မို့လို့တင့်ရဲ့အနေအထားဟာငိုစရာကောင်းတဲ့အနေအထားဖြစ်တယ်ဆိုတာကိုသူကထင်ရှားအောင်ပြောတာအဘိဓဝထရှေ့သို့သာပြေးသွားကြပါကုန်လို့တိတိချက်သားတို့ကဗဒ္ဒံကောင်းခြင်းတည်းဟောတုဖြစ်ပါစေတဲ့ဟောအဋ္ဌိပ္ပာယ်ဘာပြောတာတော့ နောက်မဆုံနဲ့နောက်မလှဲနဲ့နောက်ပြန်မလှဲခဲ့နဲ့ရှေ့ကိုသာသွားရှေ့ကိုသွားဆိုတာသူကကောင်းတဲ့အလုပ်တွေမှာထွန်းပေါအောင်လုပ်လို့ပြောတာလူထွက်ချင်တယ်ဆိုတာပါတော့နောက်ပြန်လှဲတယ်ဆိုတဲ့အတိတ်ပဲကိုပြောတာနော်ဘိဒဝထရှေ့သို့သာပြေးသွားကြကုန်လို့တင်းတင်းချစ်သားတို့ဟာဗတ္တကောင်းခြင်းတည်ဟောတုဖြစ်ပါစေကတ္တအဘေသူအားဥစ္စာပယမတိတိတိကြရပါကောင်းအနေငါဘာစုကိုဘယ်လိုမှပြောပြရပါမတော့တဲ့မေးဖြစ်တဲ့လူကကျန်အားမရပြောနေတဲ့စကားပေါ့နော် အာဒိဋ္ဌရေရေဝန်းဝါပဂတိမီးလောင်ရာမှာနိဟတံထုတ်ဆောင်အပြည့်သောဗန္တံဥစ္စာတို့ဖြစ်လေပုဏ္ဏတဖန်တရှိတုံလောင်ကျွမ်းခြင်းကအိသတိသင်အလိုရှိပြန်ပြီ။နော်မီးလောင်အိမ်ထဲကနေပြီးတော့လွတ်သွားပြီးသားမှာဘလို့ကြောင့်မီးပုံထဲကိုပြန်ပြီးတော့ရောက်လာခြင်းရတာတုံးလို့ပြောတာ။မေတော်ကြီးကအများကြီးအမြင်ရှိတယ်လို့မဆိုနိုင်ဘူးလား။ဆိုနိုင်နော်။သူပြောတဲ့စကားတွေကမှတ်သားစရာကြီးပါပဲဟုတ်လား။ရှေ့ကသာသွားပါ။နောက်ပြန်မလှည့်ခဲ့နဲ့။ကောင်းတဲ့နေရာကြီးမဟုတ်ဘူးပေါ့ဆိုလိုတာက။ဟုတ်လား။ မိဘုံတွေကနေပြီးတော့လွတ်ပြီးသားဘယ်နဲ့ကြောင့်မိဘုံတွေကိုပြန်ပြီးတော့ခုံဆင်းခြင်းရတာတော့အဲ့လိုပြောနေတဲ့အချိန်မှာပဲမေတော်ကြီးပြောတဲ့စကားတွေကိုသူစဉ်းစားမယ်ပေါ့အဲ့ဒီစကားသံကိုကြားပြီးတော့ပဲသူတခါလဲလူထွက်ခြင်းစိတ်ကြောက်သွားတယ်ပြောရချင်နဲ့တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်ရဲ့နော်